တရင်ပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်တရင် channel မှာဒီနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစားတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာခုတကပထမအဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ TK နဲ့ဆက်တိုက်ပွဲတွင်စကောင်းစီတပ်ဖွဲ့ဝင်40ခန့်ထိုင်းပတ်ထွက်ပြေးတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်တနင်္လာရီတိုင်းတဝဲမြို့နယ်တွင်းမှာရှိတဲ့ ထိုင်းမြန်မာနယ်စပ်ထိခိုက်တက်စကန်ကို KN မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ KN မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပြည်သူ့ကားဝေးတပ်မတော် PDF တို့ရဲ့ပူးပေါင်းတိုက်ခိုက်ဒုစစ်ဆင်မှုတွေကြောင့်စကောင်းစီတပွဲဝင်40ဝန်းကျင်ထိုင်းဘက်ခြမ်းကိုထွက်ပြေးသွားခဲ့တယ်လို့ဒေတာကများနဲ့ KN စီရဲ့သတင်းရင်းမြစ်များထံကသိရပါတယ်။စကောင်းစီရဲ့ကန်ဟိုရန်ဒေတာတိုင်းစစ်ဌာနချုပ်လောက်ကန်ကန်ပေါင်းချေဆိုင်ခါလရ2ခွန်းတုံးခြေချတဆွဲထားတဲ့အဲ့ဒီနယ်စပ်စကန်ကို KNL နဲ့ပူးပေါင်းတပ်များကအေပိလာနောက်ဆုံးပတ်မှာထိုးစစ်ဆင်တိုက်ခိုက်နေကြရမှာ။ နင်းစင်နေပါလေချောင်းပြစ်ကူပေးခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကတိုက်ပွဲတွေပြင်းထန်နေခဲ့ပြီးတော့လေချောင်းကနေလည်းထောက်လျှောက်တိုက်ခိုက်ခဲ့တာ။နောက်တော့စကားစားဘက်ကရဲတွေရောစစ်သားတွေရော40လောက်ထိုင်းဘက်ကိုလက်နက်တွေနဲ့ထွက်ပြေးသွားတယ်လို့သိရတယ်လို့ကရင်စည်ရဲသတင်းရင်းမြစ်တအူးကပြောပါတယ်။အဆိုပါထေကီစကန်တိုင်းတိုက်ပွဲတွင်စကောင်းစီတပွဲဝင်တွေထိခိုက်သေဆုံးမှုရှိပြီးလက်နက်ခဲယမ်းများကိုလည်းတင်ဆက်ရမိထားတယ်လို့၎င်းကပြောပါတယ်။ဒါပြင်အဆိုပါထေကီနဲ့စကန်နဲ့ငါးမိုင်းကျော်သာကွာဝေးတဲ့အကြံဘက်စကောင်းစီရဲ့ထိထားပြူဟာစကန်ကုန်းကိုလည်း KNL နဲ့ပူပေါင်းတပ်များကအေဘီလာ၁၉ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်အဆိုပါဒီခင်းနဲ့ဆက်စကန်းကိုတိုက်ခိုက်နေခြင်းဖြစ်ကြောင်းနဲ့စစ်တပ်ရဲ့စစ်ကူများမပိုးနိုင်အောင်လမ်းပိုင်းအလုံးပိတ်ဆို့ထားနိုင်တယ်လို့ဒေသခံများထံကသိရပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့ဘလော်မျိုးပေါ်မှာရှိတဲ့ဇန်ဝင်းရက်ဆိုင်မှာတောက်စားမူယိုးနေတဲ့လက်နက်ကင်ပြူစောတီ၃ဦးကိုဖိခတ်တိုက်ခိုက်မှုတွင်၃ဦးစလုံးပွေချင်းပြီးတည်ဆုံနေဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။တနင်္လာရက်တိုင်းဘလော်မျိုးပေါ်မှာရှိတဲ့ဇန်ဝင်းရက်ဆိုင်မှာတောက်စားမူယိုးနေတဲ့လက်နက်ကင်ပြူစောတီ၃ဦးကိုဖိခတ်တိုက်ခိုက်ရမှာ ၃စလုံးတည်ဆုံးခဲ့တယ်လို့မြေခရိုင်မတ်တက်တက်ရမတာဝန်ရှိသူတဦးကပြောပါတယ်။မေလာ၆ရက်နေ့ညနေ9:30မိနစ်ခန့်မှာဘလောမြို့အမှန်နဲ့ရက်ကွက်မှာရှိတဲ့ဆန်းဝင်ရက်ဆိုင်မှာအရဲသေးစာတောက်စားမူယိုးနေတဲ့ပြူစောဒီကောင်းဆောင်ကလားနေပြူစောဒီကောင်းဆောင်ကျော်သူရားနဲ့ပြူစောဒီတန်းနိုင်တို့ကိုမြေခရိုင်မတ်တက်တက်ရင်းနဲ့မြေခရိုင်ဘကပပူပေါင်းဖွဲ့ကဖိကက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဒီသေးသွားတဲ့ပြူစောဒီတုံးဟာဘီလူများကိုချိန်ချောက်ငွေညင်ခြင်းဖမ်းဆီးခြင်းဂိတ်ချေးကောက်ခြင်းလူငယ်များကိုအတင်အဓမ္မဆက်မှုထံဆူဆောင်းခြင်း ဘလုံးမျိုးနဲ့တို့မှဖြစ်ပွားခဲ့တဲ့တိုက်ပွဲများတွင်ဒီတိုပိုင်နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်းနဲ့လုံဆောင်တဲ့နေရာမှာအဓိကပါဝင်တဲ့တရက်ခန့်နေဖြစ်တယ်လို့သိရပါတယ်။ဒီကောင်လေးကတော့ကိုအေးပါတဲ့စကောင်းစီတောက်တိုင်ကြီးစားတယ်။လက်တန့်လည်းရှိတယ်။ဘလုံးမျိုးနဲ့တို့မှရှိတဲ့တော်လိုင်းအင်အားစုတွေရဲ့မိသားစုတွေနေအိမ်တွေရဲရွာတွေကိုဒုက္ခပေးဆုံးကောင်းနေ။စကောင်းစီဆက်လော့ပြီးပြူစောတီငမင်းစစ်ကိုချက်လက်တွေပို့ပေးပြီး Telegram နဲ့ Facebook တွေကနေရသမျှအော်ခိုင်းနေရလဲသူတို့ပဲ။သူတို့ကလက်နက်ကင်ပြူစောတီပေါ့။အတူရောရှိရောရှိတယ်။သူတို့ထက်ငဲတဲ့ပြူစောတီတွေကိုတောင် စတဲ့ဘက်ကလက်နက်ဆင်ပေးထားတာလို့မြေခိရိုင်မှတ်တတဲ့ရမတာဝန်ရှိသူတဦးကပြောပါတယ်။နောက်ထပ်ထမှန်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အိန္ဒိယနဲ့ပါကစ္စတန်အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်ပါကစ္စတန်လေပိုင်နက်ကိုခရီးသည်တင်တဲ့ဂုံတင်လေယာဉ်တွေအားလုံးရှောင်ရှားပြန့်တန်နေရတဲ့တဲ့ငါကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာအိန္ဒိယနဲ့ပါကစ္စတန်အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်ပါကစ္စတန်နိုင်ငံရဲ့လေပိုင်နက်ကိုခရီးသည်တင်တဲ့ဂုံတင်လေယာဉ်တွေအားလုံးရှောင်ရှားပြန့်တန်နေရတယ်လို့ CNN ရဲ့သတင်းတရရသိရှိရပါတယ်။ဒီကနေ့မနက်စောပိုင်းအိန္ဒိယနိုင်ငံမှာ ပါကစ္စတန်နိုင်ငံအတွင်းနဲ့ပါကစ္စတန်ထိန်းချုပ်ထားတဲ့ကာရှမီးယားဒေသများစီတို့ဒုံးကျည်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာပါကစ္စတန်ကလည်းအိန္ဒိယဘက်ကတိုက်လေယာဉ်များနဲ့ဒရုန်းများကိုပြန်လည်ပစ်ခတ်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဧပြီလ20ရက်နေ့ကအိန္ဒိယထိန်းချုပ်ထားတဲ့ကာရှမီးယားဒေသပါဟယ်ကန်ကျေးရွာမှာအိန္ဒိယနိုင်ငံသားခေးသွား25ဦးနဲ့နေပေါ်နိုင်ငံသားတအူးတို့ဂျမ်ဘတ်ပစ်ခတ်တပြက်ခံခဲ့ရကြောင်းအဲ့ဒီဖြစ်ပွားခဲ့တဲ့ဂျမ်ဘတ်တခတ်မှုနဲ့ပတ်သက်ပြီးပါကစ္စတန်နိုင်ငံကတာဝန်ယူရမယ်လို့အိန္ဒိယနိုင်ငံကထုတ်ပေါ်ပြောကြားခဲ့ပြီးတဲ့နောက်မှာအိန္ဒိယကယမန်နေမနဲ့အစောပိုင်းကနေစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိနပတ်စရဲ့ဒင်မမှုတွေကတော့အမြင့်ဆုံးခြေနေကိုရောက်ရှိနေပြီးနေမြေပိုင်ဆိုင်မှုကိုညံပွားနေကြတဲ့ကက်ရှမီးယားဒေသပါဝင်နေဆန်များနဲ့နေကတဲ့ပြည်နယ်တွေမှာချောင်းများပိတ်ခြင်းအရေးပေါ်ပြောင်းရွှေ့ခိုင်းမှုတွေကိုနပတ်စလုံးကလုံဆောင်လျက်ရှိကြောင်းနိုင်ငံစရဲ့ပြင်ဆင်မှုတွေကိုကြီးကျယ်မြင်တွေ့ရကြောင်းသတင်းများကဆိုထားပါတယ်။ဒါပြင်ဒီကနေ့မနက်ပိုင်းအိန္ဒိယရဲ့တိုက်ခိုက်မှုကြောင့်ကလေးများပါဝင်လူရှိဦးတည်ဆုံးပြီးဒုံးဆဲကျော်တန်းရာရရှိထားတယ်လို့ပါကစ္စတန်ကထုတ်ပြန်ကဒါကိုလက်တုံးပြန်တိုက်ခိုက်သွားမယ်လို့လည်းတရားဝင်ကြေညာထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ ကျောက်ပြုံမြို့နယ်မင်းတက်တောင်တိုက်ပွဲမှာအင်အား60ကျော်ပါဓမ္မ69စစ်ကြောင်းဆက်သွယ်ပြန်ပျောက်ဆုံးနေပြီးတော့လေခမော်ရွာအနီးစစ်တပ်စခန်းကိုအေးအေးကတင်ပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ရခိုင်ပြည်နယ်ကျောက်ပြုံမြို့နယ်မင်းတက်တောင်မှာရှိတဲ့စစ်တပ်ကကင်စခန်းတိုက်ပွဲမှာစစ်ကောင်းစီတပ်ဘက်ကအင်အား60ကျော်ပါဓမ္မ69စစ်ကြောင်းဟာဆက်သွယ်ပြတ်တောက်သွားတယ်လို့စစ်တပ်သတင်းရင်းမြစ်များကပြောဆိုနေကြပါတယ်။ပေးကြတဲ့မေလာနှစ်ရက်နေ့ကြောက်ပြုံမျိုးနဲ့မင်းတက်တောက်မှာရှိတဲ့စတက်ကခင်စကန်တခုကိုအေးအေးကဝင်ရောက်တိုက်ခိုက်ခဲ့ကြအောင် ိုင်လိုတိုက်ခိုက်ရမှာစူပါစကန်နဲ့ပဝင်းချင်းမှာတက်ဖြန့်ထားတဲ့အင်အား၈၀ပါတဲ့စက်တက်စကြောင်းဟာစက်တွက်များတော့ပဲပျောက်ဆုံးနေတယ်လို့စူပါတက်တရင်ချင်းမြက်ကရှင်းပြပါတယ်။အဲ့ဒီစကန်မကအင်အား90ကျော်နဲ့ဂင်မုံက30ကျော်လောက်ရှိတယ်။အဲ့ဒါကစက်တွက်များတော့ဘူး။မေလာ၃ရက်နေ့လောက်ကလေးကအဲ့ဒီစကြောင်းကစက်တွက်ပြတ်တောက်သွားတာလို့တက်တရင်ချင်းမြက်ကဆိုပါတယ်။အစိုးပါမင်းတက်တောင်ကာကင်စကန်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့အာရခတ်တော်အေးဘက်ကတရင်ထုတ်ပြမှုတစုံတရာလုံးဆောင်ချင်မရှိသေးပါဘူး။ဒါပြင်ရခိုင်ပြည်နယ်ကြောက်ပြုံမြို့နယ်တွင် အာနာတင်စကောင်းစီတန်နေအာရခတ်တော်အေးတို့ကြားမှာတိုက်ပွဲတွေပြင်းထန်နေခဲ့ပြီးတော့အေဘီလာနောက်ဆုံးပတ်နဲ့မေလပထမပတ်တွင်ကြောင်ဖြူမျိုးနဲ့စကောင်းစီရဲ့အမှတ်30နှစ်ရက်တဲ့ရင်အနည်းနဲ့တညာဝတီရက်တဲ့စကန်းအနည်းတို့မှာစကောင်းစီနဲ့အေးတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။အဆိုပါကြောင်ဖြူမျိုးနဲ့တိုက်ပွဲများအတွင်းဒဏ်ရာရရှိထားတဲ့တပ်သားတွေကိုစကောင်းစီကစစ်တွေဇေယုံနဲ့တပ်နယ်ဇေယုံများတို့ပို့ဆောင်ကူတာပေးနေတယ်လို့စစ်တွေမျိုးသတင်းရင်းမြစ်ကဆိုပါတယ်။အရေးတော်ကတိတိကျကျတော့မသိဘူး။အခုကြောင်ဖြူတိုက်ပွဲကဒဏ်ရာရတပ်သားတွေကိုစစ်တွေဇေယုံကြီးမှာလာရောက်ကူတာပေးနေတယ်။ တို့တပ်သားတွေထားတဲ့နေရာကိုပြည်သူတွေဝင်ခွင့်မပေးဘူး။ပြီးတော့တန်းတဲ့စေယုံတွေကိုပို့ထားတယ်။စေကူသားဖို့ရောက်လာတာက3လရက်လောက်တော့ရှိပြီလို့၎င်းကဆိုပါတယ်။လက်ရှိကျောက်ပြုံမြို့နယ်တိုက်ပွဲမှာအေအေရဲ့ထိုးစစ်ချောင်းဂျမ်ဘက်စကောင်းစီတပ်ဘက်ကထိနာနေပြီးစေချောင်းတချို့နောက်ဆုတ်သွားတဲ့အခြေအနေရှိတယ်လို့ကျောက်ပြုံတရင်ရေးမြစ်ကဆိုပါတယ်။အမှတ်30နှစ်ရတဲ့ရင်နဲ့တ냐ဦးတွေရတဲ့စကန်အမီကစစ်တပ်ရဲ့ကာကင်းတွေကိုအေအေကထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။တချို့ကာကင်းစကန်နဲ့တပ်စကန်တချို့ကိုအေအေကနေရာဝင်ယူထားနိုင်တယ်လို့သိထားတယ်။စကောင်းစီရဲ့စေချောင်းတွေ ကာကင်စကန်တချို့လည်းအမှတ်30နှစ်ပတ်ကိုနောက်ဆုတ်သွားတာရှိတယ်။နောက်ပြီးတော့လက်ခမော့တစကန်ကိုတောင်းအေးကတင်လိုက်ပြီလို့သတင်းတွေရရှိထားတယ်။ဒီကြတော့ဒီမပြုတ်နိုင်သေးဘူး။အခုဂျောက်ပြုတ်တိုက်ပွဲကတော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်လာနေတယ်လို့ပြောလို့ရပါတယ်လို့အစိုးရဂျောက်ပြုတ်သတင်းရင်းမြစ်ကပြောပါတယ်။ဂျောက်ပြုတ်မျိုးနဲ့မှာစကောင်းစီနဲ့အေးတို့ရဲ့တိုက်ပွဲဟာလာနေငယ်ကြဂျိုးကြားတိုက်ပွဲများနဲ့ဖြစ်ပွားလျက်ရှိပြီးတော့ယခုရက်ပိုင်းတွင်အေးရဲ့ဒိုးစိတ်ရှိမြင့်တင်လာယခုရက်ပိုင်းတွင်အေးဒိုးစိတ်အရှိမြင့်လာခြင်းကြောင့်တိုက်ပွဲတွေဟာပုံမှန်ပြင်းထန်လျက်ရှိတယ်လို့သိရပါတယ်။ဒါပြင်အဲ့ဒီတိုက်ပွဲတွေကြောင့်ဂျောက်ပြုတ်မျိုးနဲ့မှာရှိတဲ့ ရေဝပေါင်း20ထက်မနည်းဟာထွက်ပြေးတိမ်းရှောင်နေရပြီးတောင်းနဲ့ချီတဲ့ပြည်သူများဟာအိုမဲ့အိမ်မဲ့ဒုက္ခဖြစ်နေကြတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မင်းအောင်လည်းပါဝင်၎င်းရဲ့မိမချူချူလာတော့နဲ့တူဒါသမီးမြေတချို့ပါရုရှားတို့အလဲခေးဖြစ်လိုက်ပါသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။အချမ်းပတ်အာနာတိန်စကောင်းဆောင်မင်းအောင်လည်းပါဝင်၎င်းရဲ့မိမချူချူလာတော့နဲ့တူဒါသမီးမြေတချို့ပါရုရှားနိုင်ငံတို့အလဲခေးဖြစ်လိုက်ပါသွားပြီးတော့ဒီကနေ့မနက်9:00ခွဲမှာနေပြီးတော့လေဆိပ်ကနေထွက်ခွာသွားတယ်လို့သိရပါတယ်။ လာမယ့်မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့ရင်းမြစ်နီမှာပြုလုပ်မယ့်ဒုတိယကမ္ဘာစစ်ပေးဆုံးတဲ့ရင်းမြစ်နီအောင်ပွဲအခမ်းအနားကိုမင်းအောင်လင်းနဲ့တူ၎င်းရဲ့မိမဖြစ်သူချူချူလာပါတက်ရောက်มาဖြစ်ပြီးတော့နေပြီးတော့လေထဲမှာရုရှားနိုင်ငံတို့ဒီကနေ့မနက်ပိုင်းထွက်ခွာသွားခြင်းဖြစ်ပြီးမင်းအောင်လင်းချူချူလာနဲ့တူ၎င်းတို့ရဲ့ဒါမီတချို့ပါလိုက်ပါသွားတယ်လို့သိရပါတယ်။သူ့ရဲ့မျိုးရင်းနဲ့သားသမီးတွေပါသွားတယ်။အလဲသွားတာလို့နေပြီးတော့စေယုံနဲ့နေဆက်တဲ့တရင်ရင်မြက်ကပြောပါတယ်။အဆိုပါမေအောင်လင်ပါဝင်မိသားစုဝင်တွေလိုက်ပါသွားတဲ့လေရင်ဟာ MAIA319 လေရင်ဖြစ်ပြီးတော့ အဆိုပါလင်းဟာပြပကနေငားရန်ထားရကနေယခုနှစ်ဖေဖော်ဝါရီလအတွင်းမှာအပြေးပြတ်ဝဲယူလိုက်ခြင်းဖြစ်ပါတယ်။အဒီလင်းဟာနေပြီးတော့လေဆင်းမှရုရှားနိုင်ငံမော်စကိုမြို့သို့ထွက်ခွာရမှာလန်ခီးမှာခေတထောက်အဖြစ်ဒီယုံနိုင်ငံမှာခေတဆင်းတဲ့ရန်နာပြီးလင်းစီဖြစ်မှာဖြစ်တယ်လို့သိရပါတယ်။အဆိုပါမယောင်းနိုင်ငံမိသားစုနဲ့တူစကောင်းစီရဲ့တွဲဖက်တွင်ရမှုရဝင်ဦးခေါင်းစီဝင်တချို့ကာဝဲဝင်ကြီးမောင်မောင်ကြီးနိုင်ငံခြားရေးဝင်ကြီးတန်းဆိုရင်ညီနိုင်ကိုကရေမှုကြောသွားလင်းတို့လိုက်ပါသွားတယ်လို့သိရပါတယ်။အဲဒီနောက်ညနေညနေများနဲ့မော်စကိုသို့ဆိုတဲ့ ဆောင်းပါရှင်ဆရာလက်စိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။1945မေလ9ရက်နေ့မနက်7:00နာရီမှာဂျာမန်တပ်တည့်ရဲ့ OC ချုပ်ဗိုလ်ချုပ်ကြီးဂူစတက်ယိုတဲဟာဆိုဗီယက်ဗိုလ်ချုပ်ကြီးအိုင်ဗန်ဆူဗလိုပါရော့ထံတရားဝင်လမ်းလမ်းချခဲ့မှုကြောင့်ဆိုဗီယက်တပ်နေတော်အောင်ပွဲခံခဲ့တဲ့ထိမ့်မှန်ခန္ဓာပွဲအားတက်ရောက်ရန်ဓမ္မရာပူတင်ရဲ့ဖိကြားခံခဲ့ရလို့ဆိုကမော်စကိုခရီးစဉ်ကိုတောက်ကြနေမှာစတင်တော်မှာဖြစ်ပါတယ်။အဲဒီကဏ္ဍကိုပူတင်ရဲ့မဟာမိတ်တွေဖြစ်တဲ့ဘရာဇီးအိန္ဒိယတရုတ်မှခေါင်းဆောင်များလည်းတက်ရောက်မှာဖြစ်ပါတယ်။မယောင်းလိုက်မှာဇီဝေးတက်ရင် တခြားခေါင်းဆောင်များနဲ့တွေးခွင့်ရဖို့အကြံလဲရှိနေပါတယ်။အားလုံးကစောင့်ကြည့်နေကြတာကဗျူသမရရှိချင်းပင်မှာ၎င်းကိုနှစ်ယောက်ချင်းလက်ခံတွဲဆုံမည်လို့ဆိုတည်ပင်ဖြစ်ပါတယ်။ယခင်အချိန်နေတိုင်းဆိုရင်ရှိချင်းပင်ကလက်ခံတွဲဆုံဖို့စကူးတဲ့အထက်မှာမဟုတ်ပေမလဲ။မယောင်းလိုင်ဘက်ကတနိုင်ငံလုံးနီးပါးတရုတ်လက်ထဲထိုးထဲမတက်လှူထားပေးခဲ့ရပြီဖြစ်တာကြောင့်ဒီတဲ့ချင်းတော့၎င်းကိုမဖြစ်မနေတွဲလိမ့်မယ်လို့မျှော်လင့်ပုံရပါတယ်။အမှန်တိုင်းဆိုရမယ်ဆိုရင်၎င်းတို့ဘက်ကတခြားမင်းပင်ဆင်းခဲ့လို့မရတာကိုသိထားပြီးဖြစ်တာကြောင့်ဇုံနေကြမယ်ဆိုတဲ့ဈေးပွားရေးလုံးကျုံရေးများဆိုတာကလည်း လေထိုးလျော်သဘောတာဖြစ်တာကိုဟိုပတိပတ်သိထားကြပြီဖြစ်ပါတယ်။ဒါပေမဲ့မယောင်းနိုင်ဖို့ကတရုတ်တောင်ဆိုသမ ्या ကိုခံကိုအောင်လဲလောထားပြီဖြစ်ပါလျက်အာနာသိမ်းပြီးတဲ့နောက်ယခုတီချစ်ချင်းပင်နဲ့တွေးခွင့်မရဖြစ်နေသေးတော့၎င်းရဲ့နောက်လိုက်နောက်ပေါများချာမှနိုင်ငံရေးတိတ်ခါတလဟောထိုးချနေတာကိုဖတ်ဆင်နိုင်ဖို့ရည်ကြီးပါတယ်။ရှီချင်းပင်ဟာပြီးခဲ့တဲ့နှစ်တွင်ဘေကျင်းမှကျင်းပတဲ့ရဝုန်းနဲ့လမ်းစီမံကိန်း၁၀နှစ်မြောက်ထိသည့်ဇီဝေးကိုပင်မယောင်းနိုင်ဖို့ဖိခော့ခြင်းမရှိဘဲဖြောင်းမင်းခြံထားခဲ့တာကြောင့်အကြီးကျယ်ရှက်ရခဲ့ပြီလည်းဖြစ်ပါတယ်။ မယောင်းနိုင်ဖို့တရုတ်ပေါ်စိတ်နာမဲဆိုပါကလည်းစိတ်နာခြင်းစရာဖြစ်လာနေတာကြောင့်ယခုတစ်ချိန်မှာတော့နှစ်သိမ့်စုဖြစ်လက်ခံတွေးလိမ့်မယ်လို့ထင်ကြေးတွေမြင့်တက်လာနေကြခြင်းလည်းဖြစ်ပါတယ်။နောက်ပြီးမယောင်းနိုင်ဘက်ကလည်းညှင်းဖို့ခောက်ငလင်းတို့ရဲ့အကူအညီပေးခဲ့တဲ့များကိုဂျုံတုံးကြိုက်တုံကိုတိုင်ကိုကြခြေဆိုးတင်စကားပြောပြရစေလို့အကြောင်းပြလာမယ်လို့ AR ကခံမှန်းထားပါတယ်။ဗစက်ကထုတ်ပြောဖို့ခက်ခဲပေမဲ့လည်းကိုကံများကိုတစ်စင်းနှခုဆက်စင်ရေရခိုင်းပြီးတော့၎င်းတို့ကိုတော်လန်ရေးဖွဲ့သားများလက်ထဲမှာကဲဆယ်ပေးထားရတာကြောင့်ခြေဆိုးတင်ကြောင်းကလည်းမဖြစ်မနေပြောဖို့ရှိနေပြန်သေးမဟုတ်ပါလော။ ဒါပြင်မရောက်နိုင်တာရုပ်ဝတ်တစ်ချိန်နဲ့ဆိုရင်ရုရှားတို့သွားခဲ့တာဟာ၅ချိန်မြောက်ဖြစ်နေပြီးဘီဘာအကိုပစိန်ရိုးဖြစ်ကလည်းပို့ပြီးတော့ထင်ရှားလာခဲ့ပါတယ်ရုရှားကလည်းတိုင်းပြည်ရဲ့တောင်တက်ပစ္စည်းတွေဖြစ်တဲ့ဗရမားနီလာကြောက်စိန်တို့ကိုဒူဖော့နိုင်ရန်လာရောက်ရင်းနှီးမြှုပ်နှံကြပါရန်အချိန်ချင်းဖိတ်ခေါ်ထားပြီးလည်းဖြစ်ပါတယ်ဒေးတွယ်လည်းဖာကန်ဒေတာကိုထိန်ချုပ်နိုင်ရန်တို့ကတိုင်းရာလုံရင်သုံးပြီးတော့ထိုးစစ်ဆင်လာနေပါတယ်၎င်းတို့မှာ၆လလောက်တင်နှံပေးပြီးရှေတန်းတို့ပို့နိုင်တဲ့လုံငယ်လူရဲများတောင်းချေရှိနေပြီဖြစ်ပါတယ် ယူရင်းသမရာကရောက်လာမဲ့ပြပခေါင်းဆောင်များရဲ့လုံခြုံရေးအာမမခံနိုင်လို့ချိန်ချုပ်ထားတဲ့ကြားမှာသွားမှဖြစ်မယ်လို့ဆုံးဖြတ်ထားကြတယ်ဖြစ်ပါတယ်။မဆလာစောပိုင်းမှာတရားဝင်ခရီးစဉ်ဖြစ်ပြီးဘူတင်မှာတရားဝင်ဇနီးမရှိတာကြောင့်တန်နမန်ထုံနှံရချူချူလာလိုက်လို့မရဖြစ်နေပါတယ်။ဒါမှမဟုတ်ယခုတစ်ချိန်တော့တူလိုက်သွားမှဖြစ်တယ်လို့သိရပါတယ်။လူတို့ကိုဝါဒဖြန့်နိုင်ရန်ယခုဒီမဆလာတွင်သွားခဲ့တဲ့ခရီးကိုရုံမြင့်တန်ကြားမှတတလဲလဲထုံးလွှင့်နေစေဖြစ်ပါတယ်။အဲဒီလိုမယောင်းနိုင်တဲ့အောင်ပျော်နိုးနေချိန်မှာတော့၎င်းရဲ့တပည့်သားမြေဖြစ်သူစောချစ်သူတယောက်မှိုင်းတွေ့ချနေရပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့ကအမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနမှအွန်လိုင်းငွေလိမ်ကိုင်းများလူကုန်ကူးမှုများမှာပါဝင်ပသက်နေတယ်လို့ဆိုကာစောချစ်သူနဲ့ဒါနဦးကိုတန်ခတ်ပိတ်ဆို့လိုက်ပြီးဖြစ်တယ်လို့ကြေညာချက်ထုတ်ပြန်လိုက်ခြင်းကြောင့်ဖြစ်ပါတယ်။စောချစ်သူဘိုးကတော့ဆိုပါရေးဟာမိုးလောက်เสียမှာဟုတ်ပေမဲ့လည်း၎င်းကပနားမားစစ်ကောင်းဆောင် နော်ရီကားကဲ့သို့ဝင်ရောက်ဖမ်းဆီးပါကမခတ်ပေလို့ဆိုရင်เสียဖြစ်လာနေရပါတယ်။ဒါအတော်နဲ့ထွန်းတမတာဖြစ်လာခြင်းကစပြီးပထမဆုံးချိန်ဖြစ်မြန်မာနဲ့ပတ်သက်ပြီးတော့တန်ခတ်ပိတ်ဆို့ခဲ့မှုဖြစ်နေပါတယ်။နောက်ဆုံးသတင်းရယူကရိန်းရဲ့ချင်းချောက်မှုတွေကြောင့် ်ခရိုင်းမီးယားမှာလုံးမဲ့စည်ရေးပြပွဲကိုဖျက်သိမ်းလိုက်ပြီလို့သိရပါတယ်။ဒါပြင်တနင်္လာနေ့မှာမော်စကိုမြို့တို့လည်းယူကရိန်းဘက်ကဒရုန်းများနဲ့ပစ်ခတ်လာခဲ့တာကြောင့်ဒီမိုဒီဗိုလေဆိပ်မှာလေယာဉ်တပ်စင်းကိုတနအိခွဲခန့်ရပ်ဆိုင်းခဲ့ရတယ်လို့သိရပါတယ်။ရုရှားထုတ်တပ်ဘက်ကခွင်းပြင်တွင်ဒရုန်းကားွယ်ရင်းနဲ့ပူတင်ရဲ့လုံခြုံရေးအတွက်လေကျင်းမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။တရောက်မယ်လို့ကြေပေးထားတဲ့ဇာပီးယားသမ္မတဟာလည်းယခုခါရုတ်ချီနေမကောင်းဖြစ်သွားပြီလို့သိရပါတယ်။ယူကရိန်းမှာရင်းမြစ်တွေကိုတိုက်ခိုက်မဲ့လာလာနေပါပြီမလဲ။ မြောင်းလိုက်ပို့နိုင်ငံသားတန်ဖိုးများစွာမြေတပို့ကြံရဲမဲ့ခီးစဉ်ကိုထွက်ခွာသွားတော့မှာဖြစ်ပါတယ်။ပြည်သူတွေရဲ့ကိုကံတော်နဲ့ဆက်မောချအောင်ရမယ်ဆိုပြီးရည်တာထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတင်နားဆင်ခဲ့တဲ့တရင်ပိတ်တများကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြင်ပြပါတရင်ဒေါ်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစနစ်ပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။